ဟီတာချီဆိုလီမီတာအနေနဲ့ transformer တွေကိုအခုနှစ်အောက်တိုဘာလကနေစပြီးအာဆီယံဈေးကွက်တွေမှာတင်ပို့ရောင်းချသွားမယ်လို့ပြောဆိုထားပါတယ်။တစ်ချိန်တည်းမှာပဲအာဆီယံစီးပွားရေးတိုင်ဝန်ထဲမှာဟီတာချီဆိုက transformer တွေတကယ်ရောက်ရှိနိုင်ပါမလားဆိုတာကိုတော့ဟီတာချီဆိုကုမ္ပဏီလီမီတက်ရဲ့ဒုတိယဥက္ကဋ္ဌဦးကျော်မင်းထွန်းနဲ့မေဆီမသတင်းတောက်ကိုအောင်သူရတို့က7 minutes အစီအစဉ်မှာဆွေးနွေးထားပါတယ်ရှင်။ ဟုတ်ကဲ့ခင်ဗျာကျွန်တော်တို့ရဲ့7 minute အစီအစဉ်မှာပါဝင်ပေးတဲ့အတွက် Hitachi So Community Limited ရဲ့ဒုတိယဥက္ကဋ္ဌဦးကျော်မင်းထွန်းကိုကျေးဇူးတင်ပါတယ်ဗျာမင်္ဂလာပါမင်္ဂလာဟုတ်ကဲ့ခင်ဗျာဆိုတော့ဒီမှာမေကွန်နဲ့စရမယ်ဆိုရင်အခုလိုမျိုးဂျပန်နိုင်ငံရဲ့ဒီလျှက်စလုပ်ငန်း Hitachi နဲ့ So ကပေါင်းလိုက်တဲ့ဟာစိတ်လူရှားစရာဖြစ်နေလားခင်ဗျာအာစိတ်လူရှားစရာစိတ်လူရှားတော့ဘူးလေစိတ်လူရှားတယ်ဆိုတဲ့နေရာမှာဒါကိုတိုင်းပြည်နဲ့လူမျိုးတို့အတွက်ဒီကမ္ဘာမှာရောဂျပန်နိုင်ငံမှာရောတကယ်လို့နီးပညာမှာ ထိတ်တန်းဖြစ်နေတဲ့ကုမ္ပဏီတစ်ခုနဲ့ပြည်တွင်းမှာကျွန်တော်တို့လိုကုမ္ပဏီတစ်ခုနဲ့ပူးပေါင်းလိုက်တဲ့အတွက်တော့တိုင်းပြည်အတွက်အများကြီးကိုနည်းပညာပိုင်းဆိုင်ရာတွေရောအာဒီဝန်ထမ်းတွေမြန်မာနိုင်ငံအတွင်းမှာရှိတဲ့ engineer တွေရဲ့အလုပ်ကင်ခွင့်လမ်းတွေအများကြီးရရှိသွားတာကျွန်တော်တို့ဒီပူးပေါင်းလိုက်ပေါ့ပူးပေါင်းလိုက်မှုအပေါ်မှာတည်ထားတာကကြာတော့ဒီဆိုးရနေပြီးတော့ထုတ်နေတဲ့ဒီ transformer တွေကိုသူတို့ရဲ့နည်းပညာနဲ့ပေါင်းပြီးတော့နောက်ထပ် transformer အသစ်တွေထုတ်မယ်ပြီးတော့ပြည်တွင်းဈေးကွက်အပြင်နိုင်ငံခြားဈေးကွက်တွေကိုလည်းတွားရောက်ရောင်းချမယ်လို့လည်းတည်ထားတယ်ခင်ဗျာ ဆိုတော့အဲ့လိုမျိုးပူးပေါင်းလိုက်တဲ့ဟာကပြည်တွင်းဈေးကွက်နဲ့နိုင်ငံခြားဈေးကွက်တွေမှာဘယ်လိုအလှည့်အပြောင်းနေပေါ့နော်ဖြစ်သွားနိုင်မယ်လို့ထင်လဲခင်ဗျဒီခုလက်ရှိကျွန်တော်တို့ဆိုးလျက်စစ်ကတော့မြန်မာပြည်မှာဒါပထမဦးဆုံးထောင်ဆောင်မှထိုးလွှဲကံပြီဖြစ်ပါတယ်နှစ်ပေါင်း23နှစ်ကျော်ဒါ experience ရှိတဲ့ company တခုဖြစ်ပါ market share လည်း60ရာခိုင်နှုန်း80ရာခိုင်နှုန်းနှစ်တိုင်းဒါရရှိနေတဲ့ company တခုဖြစ်ပါတယ်ဒီလက်ရှိနဲ့ပူးပေါင်းလိုက်တဲ့အခါမှာတော့ ဒါကျွန်တော်တို့အရင်တော့တော့နိုင်ငံတကာစံနေစံနှုန်းတွေကိုမှီအောင်တော့ဒါတက်နိုင်လို့စူးစမ်းကြတော့ဒါပေမဲ့ဒါနိုင်ငံရဲ့စီးပွားရေးလူမှုရေးအခြေအနေကြောင်းကြောင်းကြတချို့ခင်နဲ့ညီဖွံ့ဖြိုးတိုးတက်နေတဲ့ဒီပညာလေးကိုချက်ချင်း in time ရဖို့ဆိုတော့ခင်းပါတယ်ခုလိုမျိုးဟီတာရှိလို့ကံနေနဲ့ပူပေါင်းလိုက်တဲ့ခါကျတော့ဒီပညာပိုင်းဆိုင်ရာတွေကချက်ချင်းဆိုစလို့ပေါ့ဒါကျွန်တော်တို့ကဒါရရှိမှာဖြစ်ပါတယ်ကျွန်တော်တို့ကပြည်တွင်းဈေးကွက်သာမကနိုင်ငံခြားဟိုဈေးကွက်ကိုပါဒါကျွန်တော်တို့ကရောင်းချ နိုင်နေဆိုတဲ့ကျွန်တော်သဘောတူညီချက်ပါပါတယ်အဲ့တော့ကုလောဆယ်တော့ကျွန်တော်တို့ကဒီအင်းချင်းနိုင်ငံတွေဖြစ်တဲ့ကမ္ဘောဒီးယားလာအိုကျွန်တော်ကဒီဘက်ကဘက်မှာဆိုဘင်္ဂလားဒေ့ပါကစ္စတန်ဘာမျိုးကိုကျွန်တော်ကအရေးဆုံးဒါ export စပီးလုပ်မှာဖြစ်မှာအဲ့ဒီမှာတစ်ဆင့်ကျွန်တော်တို့ကဒါကမ္ဘာနိုင်ငံအသီးသီးကိုကျွန်တော်တို့ဒီကနေတဖြည်းဖြည်းနဲ့ထုတ်လုပ်မှုနှီးစဉ်တွေဟာအသားကျလာနဲ့အမျှကျွန်တော်တို့ကဒါနိုင်ငံတကာကိုချဲ့တွင်ပြီးတော့ဈေးကွက်ကိုရောင်းချမှာဖြစ်ပါတယ်ဒီနေရာမှာ Hitachi ဆိုရဲ့အစောပိုင်းပြောဆိုမှုတွေမှာဈေးကွက်ကို ဒီနှစ်ဆတိုးမြင့်လှုပ်ဆောင်သွားမယ်လို့ဟိုပြောထားတာကျွန်တော်ကျွန်တော်တို့သိကြရတယ်ခင်ဗျာဒါကလက်တွေ့မှာတကယ်လွယ်ကူနိုင်မှာမလားအာလွယ်ကူနိုင်မှာမလားဆိုတော့ဟိုလွယ်ကူတယ်လည်းမဟုတ်ဘူးခက်ခဲလည်းတော့မဟုတ်ပါဘူးဈေးကွက်ကတော့နှစ်ဆဖြစ်မယ်ဆိုတော့ဖြစ်မှာပါကျွန်တော်ဒီစီရှိမှအခြေခံလူအကုန်လုံးအထုတ်ကုန်အားလုံးအခြေခံလူဒန်းသားအားလုံး ਨੇ ဒါအစဉ်ပြေမှာဖြစ်တဲ့အတွက်နိုင်ငံတော်ကနေပြီးတော့ခုနှစ်ပိုင်းတည်းမှာဘတ်ဂျက်ကိုပုံမူပြီးတော့ဒါ ဟိုနိုင်ငံတော်အတွက်လျှက်စစ်ခန္ဓာဖြည့်ဆည်းပေးနေတာဖြစ်တာအဲ့တော့ကျွန်တော်တို့ထောင်ဆောင်မှာရဲ့ရောင်းဝမှုပေါ့နော်သူပြည်ထောင်မှာရောင်းဝမှုကခုလက်ရှိမှာနှစ်ဆလောက်နီးပါးကိုတွန်းနေပါ ဟုတ်ကဲ့ဒုက္ခရဥကြမင်းထုံးအနေနဲ့ဆွမ်းနာသုံးသက်ပြောဆိုပါရတဲ့အထက်မှာဈေးကွက်အနေနဲ့ပြည်တွင်းဈေးကွက်တွေအပြင်တခြားအာဆီယံဈေးကွက်တွေနောက်ပြီးတော့ကျွန်တော်အာရှဈေးကွက်တချို့တွေဒီကနေတဆင့်ကမ္ဘာဈေးကွက်တွေကိုလည်းတွားနိုင်မဲ့အခြေအနေတွေကိုပြပြပြောတာတွေ့တယ်ခင်ဗျဆိုတော့ကျွန်တော်တို့နိုင်ငံမှာကဒီပြည်ပပို့ကုန်အနေနဲ့ကြာတော့လက်ရှိအချိန်ဒီမှာအင်တန်ကိုအားနည်းနေသေးတဲ့အချိန်ဒီမှာရှိတယ်ဒီလိုမျိုးဆက်မှုပိုင်းဆိုင်ရာပစ္စည်းနဲ့ဆိုရင်တော့ပိုရောင်ဝေးသေးတာပေါ့နော်ဟုတ်ပါတယ်ဆိုတော့ဒီအိမ်မက်ကဟိုတိတ်ပြီးတော့ကြီးလုံးအောင်ကြာမလားခင်ဗျဟုတ် အဲဒီလိုတော့ရှိပါလေဗျဟိုဘယ်လိုခေါ်မလဲကျွန်တော်တို့လူဆိုတော့ဘယ်သူပဲဖြစ်ဖြစ်ပေါ့လေနာအာကုမ္ပဏီပိုင်ရှင်လဲပိုင်ရှင်ဝန်ထမ်းလဲဝန်ထမ်းအာဝန်ထမ်းမှမှလဲအစိုးရပဲဖြစ်ဆိုတော့လည်းကောင်းပုပ်ပြီးကဘိုင်းမှာပလိုက်ပဲမှာဖြစ်ပေါ့လူဆိုတော့ဘဝမှာညှို့နှိမ့်ချက်နဲ့တက်ရှင်ကြတာပေါ့နော်ညှို့နှိမ့်ချက်နဲ့ဒီမန်းချက်တွေညှို့နှိမ့်ချက်တွေနဲ့တက်ရှင်ကြတာတခါကြောက်ရှင်ကျွန်တော်တို့ကဘယ်လိုခေါ်မလဲလောကကြီးမှာတခါတွေအများကြီးပြောဆိုကြတဲ့အခါမှာ ဘယ်လိုကောင်းမလဲကျွန်တော်တို့ကတော့ဖြစ်နိုင်တာကိုပြောတာပေါ့နော်အခုလက်ရှိခုနပြောဆို export ပို့ဖို့ဆိုတော့ကျွန်တော်တို့ကကျွန်တော်တို့မှကူ heater ရှိနေပေါ့မှာမဟုတ်ပါဘူးကျွန်တော်ကုမ္ပဏီကဒီ BNN နိုင်ငံကိုကျွန်တော် transformer တွေပို့ခဲ့တာတွေရှိပါတယ်ကျွန်တော်တို့အစိမ်းမှုဘက်ကလည်းကျွန်တော်တို့ဒီမှာ agent company တခုနဲ့ကျွန်တော်တို့ဒါ site တွေကိုကျွန်တော်တို့ဒီတိဆောက်ဆဲပေါ့နော်ဒီ construction period ကာလမှာအသုံးပြုတဲ့ transformer တွေကျွန်တော် export ပို့ခဲ့ပြီးသားပါကျွန်တော်မှတွေ့ကြုံရှိပြီးသားပါဒါပေမဲ့အဲဟိုကျွန်တော်တို့စမပူမယ်ဘာကြောင့်ရက်ခဲ့လဲဆိုတော့ကျွန်တော်တို့က export တက်စီလည်းရှိတယ်ဆိုတော့နောက်တစ်ခါကျတော့ကျွန်တော်တို့ကတပည့်နိုင်ငံတွေမှာ e-sport ပို့ဟိုလာကျွန်တော်တို့ကဒါအခွန်ခါတွေဆောင်ရတာတွေလည်းမရှိတဲ့ပြုံနိုင်ငံတော်တွေကတော့ဒါ e-sport ပို့နိုင်တယ်ဆိုလို့ရှိရင် percentage တစ်ခုနဲ့တော့ပြန်ပြီးတော့ online level လုပ်နိုင်လည်းရှိပါကျွန်တော်တိုင်းပြည်မှာတော့ဒါအရင်ကပေါ့နော်အဲ့လိုရှိတဲ့ခါကျတော့ကျွန်တော်ကဈေးကွက်မှာသူများနဲ့ရှင်လာအာဆီယံနိုင်ငံနဲ့ရှင်လာကျွန်တော်ဈေးကြီးနေတယ်ဆိုတော့အဲ့ဒါအရင်နဲ့ရောင်းဝယ်ပေါက်ကောင်းမှုမလုပ်နိုင်ခဲ့တာပေါ့နော်ကျွန်တော်မှကျွန်တော်တို့ပို့ခဲ့ပြီးသားရှိပါတယ်ဆိုတော့စင်ပြေမှာပါဟုတ်ကဲ့ဆိုတော့ဆက်လက်ပြောရမယ်ဆိုရင်အခု2016ဆိုတဲ့ဒီ ခင်းခြင်းကကျွန်တော်တို့ပြည်တွင်းစီးပွားရေးနဲ့ဒေသတွင်းစီးပွားရေးတွေမှာအာဆီယံစီးပွားရေးအတိုင်ဝန်ပြီးတော့လွတ်လပ်စွာကုသမှုတွေဖြစ်လာရမှာခင်ဗျ။အဲ့တော့ဆောနောအခုပြောရတဲ့တည်းမှာနိုင်ငံတော်တော်များများအဓိကအာဆီယံနိုင်ငံတွေမှာကဒီကုံသွယ်ခွင့်နဲ့ပတ်သက်ပြီးတော့ကွင်းလခွင့်တတ်တာကွင်းတွေအစိုးရကလုပ်ငန်းရှင်တွေကိုမျက်နှာသာပေးလာတဲ့အချိန်မှာကျွန်တော်နိုင်ငံကတချို့ဖြေလျှော့မှုတွေကိုဟိုတစားတစားတော့ဖြေလျှော့ခြင်းတွေလုပ်ကန်လာတယ်ခင်ဗျ။ဆိုတော့ကျွန်တော်တို့ဒီလိုမျိုးအာဆီယံတိုင်းပြည်တွေသွားတဲ့အခါမှာအာအာဆီယံဈေးကွက်အတွက်ပေါ့နော် ပြည်တွင်းကထုတ်ကုန် ဒီဆိုလျက်စဟီတာချီဆိုလျက်စအနေနဲ့ကအာဆီယံဈေးကွက်မှာရောဟိုဘယ်လိုပြောမလဲအစိုးရရဲ့ rules and regulation တချို့ဖြေချုံမှုတွေပေါ်မှာအားရကျင်းနေမှုတွေရှိပြီလားခင်ဗျာနောက်ထပ်ဘာတွေများမျှော်လင့်ထားသေးလဲပြီးတော့ဘာတွေစင်ခေါ်စရာတွေရှိလာနိုင်ဦးမလဲလို့မြင်လဲဗျအဲဆိုရတော့ဒါသူတို့လည်းဟိုအတွေ့အကြုံတွေအများကြီးရလာတာပေါ့နော်သူလည်းနှစ်ပေါင်းမနေဘူးဒါတိုင်းပြည်အုပ်ချုပ်လာနိုင်ငံတကာလည်းသူတို့ကျွန်တော်တို့သက်ဆိုင်ဌာနတွေမှာရှိကြတယ် ဒါအရာရှိတွေအကုန်လုံးနိုင်ငံခြားသွားတဲ့ခါကျတော့တချို့နိုင်ငံတွေမှာအာဆီယံနိုင်ငံတွေမှာဘယ်လိုလုပ်ဆောင်လဲစီးပွားရေးလုပ်ငန်းရှင်တွေပြည်တွင်းစီးပွားရေးလုပ်ငန်းရှင်တွေကိုဒါနိုင်ငံတော်နေပြီးတော့ဘယ်လိုကူညီထောက်ပံ့တယ်ဘယ်လိုကာပါပေးထားတယ်ဆိုတဲ့ဟာတွေတော့သူတို့တော့တဖြည်းဖြည်းနဲ့တော့ဒါတိလာပါရင်တိလာတဲ့တော့လေနိုင်ငံတော်ကလည်းခုနအခွန်ခရဆိုလို့ရှိရင်လည်းကျွန်တော် short ပေါ်ပေးတာလေနောက်ကကျတော့ခုဆိုရင်တော့ကျွန်တော်ကုန်သွယ်ရေးမှာ ဒီ export ပဲလုပ်လို့ import ပဲလုပ်လို့ဒါတော်တော်လေးမြန်လာတာပေါ့နော်ကျွန်တော်တို့ရင်လုပ်ငန်းစကားသားဆိုရင်စားရဲဆောင် import license ဥရောက်ဖို့ဆိုတာတလတလခွက်လောက်ကြာအောင်အခုဆိုတော့တပတ်အလောက်ပေါ့နော်အများဆုံးပဲဆိုတော့ဒါတွေကတာနိုင်ငံတော်ကနေပြီးတော့စားရဲဆောင်နဲ့တွားမှုတွေနည်းနည်းဒီမှာနည်းအောင်ပေါ့ documentation တွေနည်းနည်းမှာနည်းအောင်လုပ်ပြီးတော့လုပ်ပြီးနိုင်တာဒီပုံပေါ်တော့ကျွန်တော်တို့ကတော့ဒါအားရကျေနပ်မှုဆိုတာအတိုင်းအတာတစ်ခုရောရှိပါတယ်ဒါပေမဲ့ကျွန်တော်တို့ခုနပြောဆိုလို့ပေါ့ဟိုအာဆီယံနိုင်ငံချင်းသူတို့ကကျွန်တော်တို့နှစ်ပေါင်းများစွာပေါ့နော်ဆယ်စုနှစ်မကဒါနှစ်ပေါင်း20 30ကျွန်တော်က ီအဟတ်ဒီရင်းဖြစ်နေတဲ့တိုင်းပြည်တွေဖြစ်တဲ့ခါကြတော့ကျွန်တော်တို့ကအာသူတို့နဲ့ရှင်လာတဲ့ခါကြတော့တော်တော်ကြီးကိုတော့ဟိုဘယ်လိုခေါ်မလဲအဲသူများလှမ်းနေတဲ့ခြေလမ်းတဲ့ကိုအများကြီးလှမ်းဖို့လိုပါတယ်ဟုတ်ကဲ့ခင်ဗျာစေကူစင်တာတွေထပ်တူကြပါစေလို့ဆုတောင်းပေးရင်းနဲ့7မိနစ်အစီအစဉ်မှာအချိန်ပေးတဲ့ Hitachi So Company Limited ရဲ့ဒုတိယဥက္ကဋ္ဌဦးကျော်မင်းထွန်းကိုကျေးဇူးတင်တယ်လို့ပြောပြရစီဗျာတော်တော်ကြီးကိုအချိန်ပေါ့နော်ညှိနှိုင်းပြီးလာတော့မီးမြန်းပေးတဲ့7မိနစ်ကိုလည်းကျွန်တော်ကျေးဇူးများကြီးတင်ပါတယ်